မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မှစာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖေကျွန်တော်တို့ဒီနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဖျားခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းအခန်းကြီး7အပိုင်ငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဒါဝရပြားသည်ဖြောင့်မတ်သောသူကိုစုံစမ်းတော်မူ၏မတရားသောသူနှင့်လူယူဖြစ်စည်းလိုသောသူကို ဝိညာဉ်တော်သည် မုံတော်မူ၏ဒီနေရာမှာကျွန်တော်ထူးဆန်းတဲ့စကားလေးကိုတတိထားမိပါတယ်အဲ့ဒါပါလဲဆိုတော့ဝိညာဉ်တော်သည်မုံတော်မူ၏ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ဒီကျမ်းစာကိုကြည့်တဲ့အခါမှာသာဝရဘုရားကဖြောင့်မတ်တော်သူကိုစုံစမ်းတယ်လို့ပြောတယ်ဇာလံတစ်မှာတော့ဖြောင့်မတ်တော်သူရဲ့လမ်းကိုသာဝရဘုရားတိကျွမ်းတော်မူတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်သဘောကတော့ဖြောင့်မတ်တော်သူတွေရဲ့လမ်းသူတို့ရဲ့ လှုပ်ဆောင်တဲ့အရာတွေသူတို့ရဲ့အသက်ရှင်မှုတွေကိုသာဝရဘုရားကသိမြင်နေပြီးတော့မှသူတို့ကိုနှစ်သက်တော်မူတဲ့သဘောကြတော်မူတဲ့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုစိတ်ဝင်စားတဲ့ကြည့်ရှုတော်မူတဲ့ဆိုရက်အတိပယ်မျိုးကျွန်တော်နားလည်မိပါတယ်။ဒါပေမဲ့လည်းမတရားသောသူနဲ့လူယူဖြက်စီးသောသူတွေကတော့လေတိုက်၍လွင့်သောဖွဲနဲ့တူတဲ့လို့ဖော်ပြထားတာတွေ့သလိုဒီမှာကျတော့ဝိညာဉ်တော်ကမုန်းတော်မူတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ ဓမ္မသစ်မှာဆိုလို့ရှိရင်တော့တန်ရှင်သောဝိညာဉ်တော်ကို စိတ်နာစေတဲ့အမှုအကျင့်တွေအကြောင်းကိုအေဖက်ဩဝါဒစာမှာတွေ့ရပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ကဘာကိုသတိထားရမလဲဆိုရင် ကိုယ်သာဖြောင့်မတ်သောသူကဲ့သို့အသက်ရှင်မယ်ဆိုရင်ဘုရားသခင်ရဲ့ကယူဆိုင်ခြင်းနဲ့ကွဲကာမှုတွေမှာရှိနေမှာဖြစ်ပေမဲ့မတရားသောသူဖြစ်မယ်သူတပားကိုဖျက်ဆီးလိုသောသူဖြစ်မယ်ဆိုရင်တော့တန်ရှင်သောဝိညာဉ်တော်ကမုံမယ်ဆိုတာကိုတွေ့ရပါတယ် ။တနည်းအားဖြင့်ပြောရရင်တန်ရှင်သောဝိညာဉ်တော်ရဲ့အလိုနဲ့စန့်ကျင်ဘက်ဖြစ်တယ်ဆိုတာကို သိရပါလိမ့်မယ်။မုန်းနယ်ဆိုတဲ့စကလုံးကတော့ကျွန်တော်တို့ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။တနည်းအားဖြင့်ပြောရရင်စွန့်ပစ်ခံရမယ်၊မျက်နာလွဲခံရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တူပါတယ်။ဘုရားသခင်ရဲ့ဂရုစိုက်ခြင်းနဲ့ဘုရားသခင်ရဲ့အကွဲအကားကိုလိုချင်ရင်တော့ဖြောင်းမတ်စွာအသက်ရှင်ဖို့လိုပါတယ်။မတရားသော အမှုကိုရှောင်ရဖို့ဖြစ်ပါတယ်။ ဝိညာဉ်တော်ကိုစိတ်နာစေတဲ့သူမဖြစ်ဖို့ရအတွက်လဲကျွန်တော်တို့ဂယုဆိုင်ရမှာဖြစ်ပါတယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့ဟာတရားသဖြင့်ပြုတော်သူဖြစ်ရပါမယ်သူတို့ဘာအကျိုးကိုဆောင်ရွက်တော်သူဖြစ်ရပါမယ်ဒါမှသာလျှင်ကျွန်တော်ရဲ့အော်တပါထဲမှာကြည်လင်ပြီးတရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုယက်တီထောက်ခံပေးမှာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့တရှင်တော်ဝိညာဉ်တော်ကိုစိတ်နာစေတဲ့သူမဖြစ်ဖို့ ဝိညာဉ်တော်မုံချင်းခံရတဲ့သူမဖြစ်ဖို့ရန်ကကျွန်တော်တို့အတွက်ဘာမှမခက်ပါဘူးအတိကအနှစ်ချုပ်အားဖြင့်ပြောရရင် တရားနဲ့အညီအသက်ရှင်ပြီးတော့သူတစ်ပါးအကျိုးကိုတိဆောက်ပေးတော်သူဖြစ်ဖို့ပဲလိုပါတယ်ဒါဆိုရင်တော့အားလုံးချိန်နှက်เสียလူအများဝမ်းသာเสียဖြစ်မှာဖြစ်တယ်လို့တန်ရှင်တော်ဝိညာဉ်တော်ကလည်းကျွန်တော်တို့ကိုပံ့ပိုးပေးมาဖြစ်ပါတယ်ကိုက လူအများရဲ့အကျိုးကိုဖျက်ဆီးတဲ့သူ တရားနဲ့မညီအသက်ရှင်တဲ့သူဖြစ်တယ်ဆိုရင်တော့လူတိုင်းရဲ့မုံချင်းကိုခံရမှာဖြစ်တယ်လို့တရှင်တော်ဝိညာဉ်တော်ရဲ့မုံချင်းကိုလည်းခံရမှာဖြစ်ပါတယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့တွေ့ပါမှအကျိုးရှိမှာမဟုတ်ပါဘူးချစ်တော်မိဘဤကိုမောင်တို့မှာတို့လူရယ်လို့ဖြစ်လာပြီးတော့မှလူအတိုင်းဝိုင်းထဲမှာသူတစ်ပါးရဲ့အကျိုးကိုမဖြစ်စေဘဲနဲ့စံကုန်မြေလေးဖြစ်နေတာမျိုးဘယ်သူမှမကြိုက်ပါဘူးကိုက လူသားတယောက်လို့အသက်ရှင်ပြီဆိုရင်တော့ လူပတ်ဝန်းကျင်ထဲမှာလူသားတွေရဲ့အကျိုးကိုတည်ပိုးတဲ့သူဖြစ်ဖို့လိုပါတယ်ကိုကြောင့်တယောက်ပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ဖြစ်အကျိုးကျေးဇူးခံစားရတယ်ဆိုရင်တော့ကိုယ်တိုင်လည်းပျော်ရွှင်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဘဝအတ္တတာမှာသူတစ်ပါးကိုဝမ်းမြောက်စေတော်သူဖြစ်ရအောင်သူတစ်ပါးရဲ့အကျိုးကိုတည်ဆောက်ပေးတော်သူဖြစ်ရအောင်အားနယ်ချိနေတဲ့သူမနိုင်ဝန်ထမ်းနေရတဲ့သူတွေကိုတည်ပိုးကူညီပေးကြရအောင်လို့တိုက်တွန်းပါတယ်ဖျက်ရှင်ကောင်းကြီးပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖရာကိုရုတ်ကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အတိုင်းကျွန်တော်ရဲ့အသက်တာမှာသူတစ်ပါးရဲ့အကျိုးကိုတိဆောက်တော်သူဖြစ်စေပါတရားသဖြင့်ပြုတော်သူဖြစ်စေပါကိုရုတ်ကိုဝမ်းမြောက်စေတဲ့သူဖြစ်စေပါဝိညာဉ်တော်ရဲ့အချစ်ကိုခံရတဲ့သူဖြစ်စေပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲထိုးထိုးသောကျေးဇူးများကိုပြုသလိုကိုရရှင်လိုအပ်တဲ့ခန္ဓာစိတ်ဝိညာဉ်မှစတဲ့အမျိုးမျိုးကိုလဲပေးတော်မူပါယေရှုတင်လက် တဏိတာကိုဆက်ကတ်တဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကတ်ဆုတောင်းပါ၏အာမင်